တော့ဘလူလောကရံနဲ့ပဲတွေ့တွေ့တော့ကျန်တာတွေအမှတ်မရအောင်တော့မှဒီနောက်ဆုံးပြောမယ့်စကလုံးလေးကိုတော့အမှတ်ရစေခြင်းအဲ့ဒါကောင်ဆိုအနိစ္စဆိုတဲ့စကလုံးပေါ့ဘာပဲဖြစ်ဖြစ်ပြီးဆုံးလိုက်နေတဲ့သဘောလေးဟာအနိစ္စပဲလေအချင်းပြေးပြေးမပြေးပြေးဘလူပဲဖြစ်နေနေပြီးရတာကြီးပဲနဘုံတို့တည်တံ့နေတယ်ဆိုတာဘယ်ဟာမှမရှိဘူးအကောင်းဆုံးမှန်တယ်မြမတည်တံ့ဘယ်ဟာမှတည်တံ့နေတယ်ဆိုတာမရှိဘူးပြီးသွားတာကြီးပဲပေါ့နော် ပြီးသွားမှာပါအဲ့ဒါဘယ်အချိန်ဒီမှာပဲဒီဟာလေးကိုဖတ်လိုက်ဖတ်လိုက်စိတ်ကိုမှန်မှန်ကန်ကန်သိတဲ့အသိဉာဏ်ကိုတမျိုးမဟုတ်တမျိုးရသွားစေလိမ့်မယ်ပေါ့ဒီစကလုံးရဲ့เนาะအစွမ်းတတိเนาะအကျိုးကျေးဇူးကြီးမားပုံကိုဉာဏ်ပညာရှိရင်ရှိတော့သိနိုင်တယ်ပေါ့နော်ဒါအနိစ္စကိုကိုးစားပြုတဲ့စကလုံးပဲလေဘယ်အတွေ့အကြုံပဲဖြစ်ဖြစ်ပြီးတော်မှာကြီးပဲဟုတ်လားအဲ့လိုပြောလို့ခပ်ပေါ့ပေါ့သုံးတက်လိုက်တာမဟုတ်ဘူးဒါအမှန်တရားပဲ။ ဟုတ်လားအကုန်လုံးကဘာဖြစ်သွားမှာတော့ပြီးတော့မှကြီးပဲဟုတ်လားအဲ့ဒီပြီးဆုံးခြင်းဆိုတဲ့အနေအဆကိုမသိလို့ဘုမနုရဲ့စိတ်တရားနော်အရေးပါတဲ့အရာရောက်တယ်ထင်ပြီးတော့ပြာဒီခတ်နေတော့နော်ဒုက္ခတွေရောက်နေတာတကယ်တမ်းကဟုတ်လားအကုန်လုံးကဘာဖြစ်သွားမှာတော့ပြီးတော့မှာပဲအဆင်ပြေလဲပဲပြီးသွားတာပဲအဆင်မပြေလဲပဲပြီးသွားတာကြီးပဲဟုတ်လားတကယ်တော့ဖြစ်ခဲ့တာတွေအကုန်လုံးကပြီးခဲ့တာကြီးပဲခုဖြစ်နေတာတွေလည်းပြီးနေစေ။နောင်ဖြစ်သွားမယ့်အရာတွေလည်းပြီးသွားမယ့်အရာတွေကြီးပဲပေါ့နော်။ တော့ဒီစကလုံးလေးကိုဘုံဘုံစိတ်ထဲမှာဘလို့ခံစားရအောင်ဆိုတော့ဘလို့လောကဓာတ်နဲ့ပဲတွေ့တွေ့စိတ်ကိုလောဘဒေါသအစွန်းနှစ်ဖက်ကိုမရောက်အောင်အလွန်တည်ငြိမ်အောင်ထိမ့်သိမ့်နိုင်တဲ့စကလုံးပေါ့နော်ကောင်းတာနဲ့တွေ့လို့လည်းပဲလောဘအစွန်းကိုမရောက်အောင်သူထိမ့်နိုင်တယ်ကောင်းတာလည်းပြီးသွားမှာပဲဒီလောက်ကြီးဟိုတန်ဖိုးရှိလာတယ်မဟုတ်ဘူးပေါ့နော်မကောင်းတာလည်းပြီးသွားမှာပဲလို့စဉ်းစားလိုက်တဲ့ခါကျတော့ဒီလောက်ကြီးစိတ်ပြည့်စရာမဟုတ်ဘူးလို့ဟော အဲ့လိုမျိုးအစွန်းတစ်ဖက်ကိုမရအောင်ထိမ့်ညှိပေးနိုင်တဲ့အစွမ်းရှိတယ်ပေါ့နော်။ကောင်းတာကိုလည်းတိတ်အထင်ကြီးစရာကြီးမဟုတ်ဘူးလို့သူကပြောရရောက်တယ်။မကောင်းတာကလည်းတိတ်ကြောက်စရာမဟုတ်ဘူးလို့ပြောရရောက်တယ်။သဘောပေါက်လားမသိဘူး။အင်းအဲ့တော့နောက်ဆုံးပြောချင်တာကတော့နော်တွေ့ကြုံလာတဲ့လောကရန်တရားတွေနဲ့ပတ်သက်လာရင်အဲ့ဒီပြီးသွားမှာပါဆိုတဲ့စကားလုံးလေးတနည်းအားဖြင့်အနေဆာနော်။အဲ့ဒီအနေဆာဆိုတဲ့စကားလုံးတစ်လုံးကိုဖုံးဖုံးတို့လွန်ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်လေ့ကျင့်တာပေါ့။ဟုတ်လား။ အဲ့ဒီအနေစာဆိုတဲ့စကလုံးတစ်လုံးတည်းကပဲဘီလိုလောကရံနဲ့ပဲတွေ့တွေ့ကိုယ့်ရဲ့စိတ်ကိုလောဘဒေါသဖြင့်မတုံလှုပ်အောင်ထိမ့်သိမ်းပေးနိုင်လိမ့်မယ်လို့ဒါကိုဘုံဘုံတို့နားလည်စေချင်တာဟုတ်လား